မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ20ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ပန်းမြန်တန်းကျေးရွာအုပ်စုတဲပြူပိန်ရှိုးလေးကျေးရွာမှာကြက်ဖို့ပါတီရဲ့စီယုံရေးမှုလည်းဖြစ်ပြူစောတိခေါင်းဆောင်လည်းဖြစ်ယာယီမှုလည်းဖြစ်တဲ့ဝင်းမောင်ပြစ်ခတ်ခံရပြီးတော့တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ19ရက်နေ့ညနေ4:30မိနစ်အချိန်ကရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ပန်းမြန်တန်းကျေးရွာအုပ်စု တဲဖြူပိန်ရှို့လေးကြေးရွာနေပြူစောတိခေါင်းဆောင်လည်းဖြစ်ကျန်းဖို့ပါတီစီယုံရေးမှုလည်းဖြစ်ယာယီမှုလည်းဖြစ်တဲ့ဝင်းမောင်ကိုနေအိမ်မှာဖဲကစားနေတဲ့အချိန်တာဝရီခရိုင်ဂလုံတပ်ဖွဲ့ကပြစ်ခတ်ခဲ့ရာပွဲချင်းပြီးနေရာမှာတင်သိမ်းဆုံးသွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့ဖဲဝိုင်းအတွင်းမှာရှိတဲ့သိမ်းဆုံးသူရဲ့စိုင်းကဲစာရွက်စာတမ်းများမှတ်ပုံတင်ကျန်းဖို့ပါတီဝင်ကတ်ဖုန်းတစ်လုံးငွေကျပ်၃သိန်းရွှေဆွဲကြိုးတစ်ကုန်းလက်စွပ်တစ်ဝန်းတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗါးသိမ်းဆည်းရရှိခဲ့တဲ့ပစ္စည်းများကိုမြို့နယ်ပအဖအဆင့်ကို လုံထုံးလုံနည်းနဲ့အညီအနှံထားတယ်လို့အဲ့ဒီအဖွဲ့ကပြောဆိုထားပါဗျ။ဒါအပြင်ဇွန်လ14ရက်နေ့ည9:30မိနစ်အချိန်မှာ AOD တိုင်းဝါခေမမြို့နယ်ရွှေလောင်းကျေးရွာအုပ်စုချောင်းဝတ်1ရက်ကွက်မှာစစ်ကောင်စီလက်အောက်ခံအရန်ပြည်သူစစ်ရဲရင်အောင်ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်လို့သိရပါဗျ။အဲ့ဒီပြည်သူစစ်ရဲရင်အောင်ကဇနီးနဲ့သားတို့နဲ့အတူဆိုင်ကယ်စီးနှင်းလာတဲ့အချိန်ကန္နမာလမ်းပေါ်မှာပြစ်ခတ်ခံရခြင်းဖြစ်ပြီးတော့ဇနီးနဲ့သားတို့ဟာထိခိုက်မှုမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းမြို့ဗပေးတန်းရက်ွက်ကကံဘောဇဘန်ခွဲတက်မနေ့ကညနေပိုင်းကဓမြတိုက်ခံရပြီးတော့ဓမြတိုက်တဲ့သူတွေတဲကတအူးကိုအသေးပြစ်ခတ်ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့ညနေ4နာရီခွဲကမှစကိုင်းမြို့ကကံဘောဇဘန်ကိုစိုက်ကဲနှစ်စီးနဲ့လာတဲ့အမျိုးသား၄ဦးကဓမြတိုက်ခဲ့တာဖြစ်ပြီးတော့ဘန်မှာရှိတဲ့ငွေသားကြက် သိန်း3000ကျော်ကိုဓမြတိုက်ယူနေတဲ့အချိန်စစ်ကောင်စီအုပ်စုကဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။အဲ့ဒီပစ်ခတ်မှုမှာဓမြအဖွဲ့တွေကတအုပ်ကိုအသေးဖမ်းမိခဲ့တယ်ဆိုပြီးတော့ဓမြတိုက်ယူထားတဲ့ငွေကြက် ်သိန်း3030ကျော်လက်ကင်ဖုန်နှလုံးဓမြတိုက်ရမှာအသုံးပြုတဲ့လက်လုပစ္စတိုတစ်လက်9မီလီမီတာချီ6000ဘုံဒီတစ်လုံးနဲ့ဆိုင်ကယ်2စီးတို့ကိုသိမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ်အသေးဖမ်းဆီးရမိတဲ့သူဟာကိုနောင်ဆိုသူဖြစ်ပြီးတော့ကြံတဲ့ထွက်ပြေးတိမ်းရှောင်တဲ့သူတွေကိုတော့ထပ်မံဖော်ထုတ်မယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ် ကုံတော်ဟာပြူစောတိအဖွဲ့ဝင်ဟုတ်မဟုတ်စစ်ကောင်စီအုပ်စုကသတင်းအသေးစိတ်ထုတ်ပြန်တာမရှိသေးတယ်လို့ဓမြတွေလက်ထက်ကနေပြီးတော့ပြန်ရလိုက်တယ်ဆိုတော့ငွေတွေနဲ့ပတ်သက်ပြီးတော့လည်းတပ်တွေကပြစ်စီအဖြစ်နဲ့တင်းယူလိုက်ပြီလားဆိုတာကိုစစ်ကောင်စီအုပ်စုကအသေးစိတ်မထုတ်ပြန်သေးဘူးလို့သိရပါတယ်အဲ့ဒီဇကိုင်းမျိုးကဗန်ဓမြမှုဟာ PDF တွေကိုနာမည်ဖြတ်ဖို့အတွက်စစ်ကောင်စီအုပ်စုကလှုပ်ဆက်လဲဖြစ်နိုင်တယ်လို့ဇကိုင်းမျိုးကတူကပြောပါတယ်စစ်တပ်ရဲ့လှုပ်ဆက်ပဲဖြစ်မှာပါ သူတို့ဟာသူတို့ဓမြတိုက်အဖမ်းပြပြီးတော့ PDF ကိုနာမည်ဖြတ်နေတာမြို့ထဲကသခိုင်းတရားပေါ်မှာလဲသူတို့ပဲအကြောင်းမျိုးမျိုးနဲ့ငွေညှက်နေတာလို့ပြောဆိုရပါတယ်လက်ရှိမှာစစ်ကောင်စီအုပ်စုကသခိုင်းမြို့တွင်ပြည်သူတွေကို VPN ကိုအကြောင်းပြပြီးတော့ဖမ်းဆီးငွေညှက်တာတွေလုပ်နေသလိုသခိုင်းတရားပေါ်မှာလဲခရီးသွားပြည်သူမှန်သမျှကိုတားဆီးဆက်ဆဲပြီးလက်နက်ပြမိုက်ကြီးခွဲငွေညှက်နေတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့လတွေအတွင်းမှာမန္တလေးမြို့ပေါ်မှာတော့စစ်ကောင်စီအုပ်စုကိုယ်တိုင်ကရဲယူနီဖောင်းတွေဝတ်ပြီးတော့ဓမြတိုက်တာလူရက်တာတွေကိုကျူးလွန်ခဲ့ ဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ update သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel က one in ထိနေတဲ့အတွက်နေ့စဉ်သတင်းများကိုကျွန်တော်ရဲ့ channel အသစ်ဖြစ်တဲ့ revolut bama news channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အလူငွေထည့်စရာမလိုပဲ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးရမယ်။တရင်ကတော့ကချင်ပြည်နယ်မှာဥစကုံတိတ်ရိတ်ဥဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ကအိမ်တအိမ်ကိုတအုပ်နှုံးနဲ့ရှေ့တန်းတာဝန်မဖြစ်မနေထမ်းဆောင်ရမယ်ဆိုပြီးတော့ဇော်လ18ရက်နေ့ကအမိန့်ထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်စော့လော်ချီပွေနယ်ကံပိုက်တီဒေသများမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF များကိုခုခံရန်ဦးစခုံတိတ်ရင်ကဇော်လ9ရက်နေ့မှာစစ်မိတ်ထုတ်ပြန်ခဲ့တာနဲ့ဤသူ၎င်းရဲ့လက်အောက်ခံကချင်အထူးဒေသတဲ့ဒေသပြည်သူစစ်တပ်ဖွဲ့လူစုံပေါ်စစ်ကြောင်းကလည်းဇော်လ16ရက်နေ့မှာအမိန့်ထုတ်ပြန်ကအချက်၃ချက်ကိုဖော်ပြခဲ့တာကိုတွေ့ရပါတယ်။အဲ့ဒီအချက်တွေကအရေးပေါ်ဒေသကာကွယ်ရမယ့်အချိန်ဖြစ်တဲ့အတွက်ကျေးရွာအုပ်စုအသီးသီးမှာနေထိုင်တဲ့ပြည်သူတွေတဲက အင်တအိမ်ကိုရှေ့တန်းတာဝန်တအုပ်နှုံးနဲ့မဖြစ်မနေတာဝန်ထမ်းဆောင်ရမယ်လို့ဖော်ပြထားပါတယ်တပ်ဖွဲ့မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်များဟာကုမ္ပဏီနဲ့တခြားတပ်ဖွဲ့မှာပြောင်းပြီးတော့တာဝန်ထမ်းဆောင်ခြင်းမျိုးလုံးဝမပြုလုပ်ရကြောင်းဖော်ပြထားပါတယ်ဒါအပြင်ကုမ္ပဏီမှာလုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ဒေသပြည်သူစစ်တပ်ဖွဲ့ဝင်များဟာနှိစရာတက်ခွဲနဲ့ပူးပေါင်းပြီးတော့ရှေ့တန်းအလှည့်ကျတာဝန်ကိုထမ်းဆောင်အောင်ဖြစ်ကြောင်းဖော်ပြထားပါတယ်ရှိရန်တာဝန်မကြတဲ့အချိန်တွေမှာကုမ္ပဏီလုံခြုံရေးတာဝန်ကိုထမ်းဆောင်လို့ရတယ်လို့လည်းအသိပေးထားပါဗျ ြည်သူစစ်ကတအင်ကိုတယောက်လုံးစစ်သားခေါ်ထားတာဟုတ်ပါတယ်သူတို့အုပ်ချုပ်တဲ့ဒေသကလူတွေပေါ်လို့ကချင်းစစ်ရေးတရင်အေးမေကပြောကြားထားပါတယ် KIA အနေနဲ့ဇွန်လ17ရက်နေ့မှာဝိုင်းမော်စရုံးလမ်းမှာရှိတဲ့စစ်ကောင်စီစခန်းများစရုံးဖြူဟာအပါဝင်တပ်စခန်း18ခုကိုတရအအတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ဆင်ရေးအတွင်းမှာပြည်သူစစ်နဲ့နေသားဆောင်တပ် BGF စခန်းများဟာခုခံတိုက်ခိုက်ခြင်းမပြုဘဲနဲ့စခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားတာတွေလည်းရှိတယ်လို့သိရပါတယ်။ အကယ်၍ KAI အနေနဲ့ပြည်သူ့စစ်များရှိရာဒေသများကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်မဆူပါကလည်းအဲ့ဒီတပ်စခန်းများဒေသများကိုတိမ့်နိုင်မှာဖြစ်တယ်လို့ကချင်းသတင်းအင်းမြစ်ကပြောကြားထားပါဗျ။သူတို့မှာကလူဝင်အားမရှိတာကားလမ်းတွေကစစ်ကောင်စီကစစ်ကူလဲလာလို့မရဘူးကချင်လူမျိုးအချင်းချင်းလဲဖြစ်နေတယ် KIA ကတမိုင်းမယမ်းကျင်လို့ပါလို့တရင်အရင်မြစ်ကမှတ်ချက်ပြုထားပါတယ် KIA အနေနဲ့2012ခုနှစ်ကာလကလည်းဦးစခုံတိတ်ရင်ရဲ့ပြည်သူစစ်နဲ့နေသားဆောင်တပ်များအားထိုးစစ်ဆင်တဲ့စစ်စင်ရေးတရက်ကိုစောင့်ရိုက်ခဲ့ရမှာ အောင်မြင်မှုရရှိခဲ့ပြီးတော့အဲ့ဒီဒေတာမှာ KI ရဲ့တက်မဟာခွနစ်ကိုဖွဲ့စည်းထူထောင်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းထိုးတက်ဆွဲနေတဲ့နေရာမှာဇွန်လ18ရက်နေ့ကမြေမြုံမိုင်းနှဲမိပြီးတော့ရွာသားတအူးတွေးထွက်လွန်ပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မိုင်းနှဲမိပြီးတော့တေဆုံးသွားတဲ့သူဟာအသက်60အရွယ်ဥမောင်စောဖြစ်ပြီးတော့တန်တွဲမြို့နယ်အလဲရွာကျေးရွာကဖြစ်တယ်လို့သိရပါဗျ။တန်တွဲတောင်ကုတ်ကားလန်ဘေးအလဲရွာကျေးရွာချောင်းဝကျေးရွာရေစင်ကျေးရွာတို့မှာမေလနောက်ပိုင်းကစပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်ကြောင်းထိုးပြီးတော့နေရာယူခဲ့တဲ့နေရာတွေဖြစ်တယ်လို့သိရပါဗျ။ရွာအနီးကစိုက်ခင်းကိုဟင်းရှာထင်းရှာဖို့သွားတာအဲ့ဒီမှာမိုင်းနှဲမိတာတွေးထွက်လွန်ပြီးတော့ဆေးရုံတော့မရောက်လိုက်ဘူးတေဆုံးသွားပါတယ်။ကျွန်တော်တို့ရွာအနီးကစစ်ကောင်စီကစစ်ကြောင်းထိုးပြီးတော့နေထိုင်ခဲ့တဲ့နေရာတွေရှိတယ် ဒီမိုင်းကလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထောင်ထားခဲ့တာဖြစ်နိုင်တယ်လို့အလဲရွာကြေးရွာသားတို့ကပြောပြလာပါဗျ။အလဲရွာကြေးရွာနဲ့ရေစင်ကြေးရွာကြားမှာစစ်ကောင်စီစစ်ကြောင်းနဲ့အရခတ်တပ်တော် AA တပ်ဖွဲ့ဝင်တို့ဇွန်လပထမပတ်အတွင်းကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့များကမြို့ထဲမှာရှိတဲ့တပ်စခန်းတွေကိုတပ်ပြန်ဆုတ်သွားတယ်လို့သိရပါဗျ။အလားတူပဲဇွန်လ16ရက်နေ့မနက်7:00နာရီခွဲအချိန်မှာမြေပုံမြို့နယ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲတဲ့အတွက် ပြည်သူ9ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ကြောင်းရခိုင်ဒေသသတင်းအရင်းမြစ်ကသတင်းဖော်ပြချက်အရသိရပါဗျ။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအရသာပြည်သူ9ဦးဟာမြေပုံမြို့နယ်ဒုံချောင်းရွာကအသက်17နှစ်အရွယ်မောင်အောင်နိုင်ဦးနဲ့အသက်28နှစ်အရွယ်ကိုဦးကြည်ရွှေတို့ဖြစ်တယ်လို့သိရပါဗျ။အရသာပြည်သူ9ဦးဟာလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲအဲ့ဒီဘုံကျဲတိုက်ခတ်မှုကြောင့်ပြည်သူတို့ဥပိုင်ဆိုင်တဲ့စိတ်ချမ်းတွေကစိတ်ငားကောင်လဲတိတ်ဆုံပြီးဖုန်ကြီးကြောင့်နဲ့နေအိမ်များပါပြက်စီးခဲ့ရကြောင်း သတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပို့အုပ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်စီဆိုင်ကြီးကြီးရွာကဒေသခံများကို စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များကစစ်အုံစည်းအဖြစ်နဲ့တအိမ်ကိုငွေကျပ်9သိန်းကောက်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ဆောင်ရာကနေပြန်လာတဲ့စီဆိုင်ကြီးကျေးရွာကဒေသခံများကိုအတင်းအဓမ္မလူသစ်စူးစောင်းနေတဲ့အပြင်တအိမ်ကိုငွေကျပ်9သိန်းနှုန်းနဲ့စစ်စည်းရိတ်ကောက်ယူနေကနိုင်ငံသားထွက်ပြီးတော့အလုလုကိုင်းနေတဲ့သူရှိတဲ့အိမ်တွေကိုလည်းတအိမ်ကို7သိန်းကောက်ယူနေတယ်လို့သိရပါဗျ။စစ်အုံစည်းအိတ်ကိုတကြိမ်နဲ့အပြီးမထဲ့နိုင်ရင်နှစ်ကြိမ်ခွဲပြီးတော့ထဲ့ခိုင်းတာဇော်လာ၁၉ရက်နေ့မှာတကြိမ်ပေးပြီးကြံတဲ့ငွေကျပ်နှစ်သိန်းခွဲကိုလာကုန်ရမှာအပြီးပေးရမယ်လို့ပြောတယ်လို့ဒေသခံတအုပ်ကပြောပါတယ် စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များဟာ2024ခုနှစ်ဇော်လ18ရက်နေ့မှာဒေသခံများကိုအစည်းအဝေးခေါ်ယူပြီးတော့စစ်အုံစည်းအဖြစ်နဲ့ကောက်ခံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူ့စစ်မှုထမ်းဥပဒေအရတလားကိုတပ်သား6ဦးစီပို့ဆောင်ရမယ်လို့လဲတောင်းယူကလူ widetilde များကိုစီဆိုင်မြို့နယ်ဖျားပြူဘောလုံးကွဲမှာတင်နန်းပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီကပို့ဒေတာပင်လောင်းမြို့နယ်တောင်ပိုင်းကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်နောင်ဝချောင်းချတက်မထားလိန်ခမ်းကုန်းပေါ်စတဲ့ကြေးရွာတွေကဒေတာကန်ဒီဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခမအခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ